မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်ကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီကလေးချောင်းကနေပြီးတော့ဘုံးတွေဇက်တိုက်ကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ18ရက်နေ့မှာစစ်ကောင်စီကကြောင်မဲမြို့နယ်နဲ့တီဘောမြို့နယ်ကြားမှာရှိတဲ့တိုးဂိတ်နဲ့နောင်ပိန်ကျွဲကုန်းတွေကိုလေးချောင်းနဲ့အဆက်မပြတ်လာရောက်ဘုံးကျဲနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေကသိရှိရပါတယ်ရှေ့တန်းသတင်းရင်းမြစ်က ကြောင်မဲနဲ့တီဘောချောင်းမှာရှိတဲ့တိုးဂိတ်မှာခုနှလုံးလာကျဲသွားတယ်ပြီးတော့နောင်ပိန်နဲ့ကျွဲကုန်းမှာလည်း35လုံးလောက်လာကျဲသွားတယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီက၄ချောင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့အရတားပြည်သူနှောက်ဦးတိတ်ဆုံးပြီးတော့အဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်အလားတူပဲပြီးခဲ့တဲ့ဇူလိုင်လ18ရက်နေ့မှာလည်းခုံမုံရွာတစ်ဆက်အတွင်းမှာစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးတအုပ်နဲ့အမျိုးသားနှောက်ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကစပြီးတော့ဇူလိုင်လ18ရက်နေ့အထိရထားတဲ့ဆယ်ရင်းတွေအရာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့လက်နက်ကြီးကြောင်းအပြင်တပ်နက်နဲ့ပစ်သက်ခံရတဲ့သူတွေအပါအဝင်ကြောင်မဲနောင်ချိုတီဘောလာရှုမိုးကုန်းနဲ့မိုးမိတ်စတဲ့မြို့တွေမှာကလေးငယ်၈ဦးအပါအဝင်83ဦးတိတ်ဆုံးခဲ့ရပြီးတော့ဒဏ်ရာရတဲ့သူတွေဟာကလေးငယ်၁၀ဦးအပါအဝင်69ဦးထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒီကနေ့ဇူလိုင်လ16ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့လာရှုံမြို့အဝင်းမုတ်ဦးနဲ့ရန်တိုင်းအောင်ဖရမြန်နယ်ချင်းဆိုင်မှာရှိတဲ့47တပ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကန့်တက်ဟာမဲဟန်ရွာကိုထိန်းချုပ်ပြီးတဲ့နောက်မှာမြို့ရဲကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီးလက်ရှိ47တပ်ထဲမှာမီးလောင်နေတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီဘက်ကလည်းတိုက်ပွဲပြင်းထန်နေတဲ့အဲ့ဒီနေရာကိုလေကြောင်းကနေပစ်ကူပေးနေတယ်လို့ကြားသိရကြောင်းလာရှုံအနီးနားကခြေရွာဒေသခံတွေကတဆင့်သိရှိရပါတယ်။ မြေပြင်တိုက်ပွဲအခြေအနေကိုအသေးစိတ်သိရှိရဖို့အတွက်လာရှို့မြို့ထဲမှာရှိတဲ့ဒေတာကန်နေစီကိုဆက်သွယ်ခဲ့ပေမယ့်ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်ဆက်သွယ်လို့မရတော့ဘူးလို့ဆိုပါတယ်။လာရှို့မြို့ကိုပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကနေ18ရက်နေ့အထိအပြည့်ရမယ်လို့ကိုကန့်တက် MNDA ကထုတ်ပြန်ထားပြီးတဲ့နောက်အခု19ရက်နေ့မှာတိုက်ပွဲတွေပုံမှန်ပြင်းထန်လာတာဖြစ်တယ်လို့သိရပါတယ်။မျိုးတဲမှာထွက်မပြေးဘဲနဲ့ကြံရှိနေတဲ့ပြည်သူလူထုတွေလည်းအများအပြားရှိနေပြီးတော့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာဟာထွက်လန်းတစ်ခုဖြစ်နေတာကြောင့် ပိတ်မိနေတဲ့အနေအထားမှာရှိနေတယ်လို့သိရပါဗျ။လာရှိုးမြို့မှာတိုက်ပွဲတွေစတင်ဖြစ်ပွားကြတဲ့ကရက်ွက်တဲမှာလက်နက်ကြီးနေစဉ်ကြားရောက်ခဲ့လို့လူမှုသိမ်းဆုံးမှုအများပြားရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်62လမ်းနဲ့38လမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီပါမိုင်းတဲရုံးချုပ်ကိုဒရုန်းနဲ့ပုံကျက်တိုက်ခိုက်ရာရုံးဆောင်ပြူစောတီနှောက်ဦးသိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဒီကနေ့ဇူလိုင်လ19ရက်နေ့မနက်၄နာရီခွဲအချိန်ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်62လမ်းနဲ့38လမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီအုပ်စုရဲ့ဒေါက်တာမိုင်းတဲရုံချုပ်ကိုလက်နက်ကင်ပြီးတော့စောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များကိုအသေးခံ drone တစ်စီးနဲ့ဘုံဒီတလုံးကျဲချတိုက်ခိုက်ရာပြူစောထီများကင်းစောင့်နေတဲ့တဲဘော်ကိုကြောက်ရောက်ပောက်ကွဲပြီးပြူစောထီနှောက်ဦးတိတ်ဆုံးသွားတယ်လို့သိရပါဗါးအသေးခံ drone တစ်စီးနဲ့ဘုံဒီတလုံးနဲ့ပါအဓိကကအဲ့ဒီရုံကိုစောင့်နေတာကပြူစောထီတွေပဲ နေကင်းကြောင်တောင်တောင်မှလက်နက်တွေနဲ့ရုံးရှိမှကင်းဆောင်နေတာပါသူတို့အတော်ထိသွားတယ် ကြတာကခြံစည်းရိုးနဲ့အဆောက်အဦကြားပြူစောထိတွေအိတ်ပြီးတော့ကင်းဆောင်နေတဲ့နေရာကိုကြတာပြန်ပစ်တာတွေလည်းရှိတယ်စစ်ကားတွေရဲကားတွေလူနာတင်ရင်တွေလည်းရောက်လာတယ်လက်ရှိမြို့ပေါ်မှာအတော်ကိုစစ်ဆေးနေပါတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးကတော့ဘေးကင်းပါတယ်လို့ရွှေဘုံခရိုင်တရင်15ကစောဂျုံကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုံခရိုင်အမှတ်15တရင်နဲ့ Civilian Military Zagain Region Defense Force Satan is coming CM SRDF တို့ကပူးပေါင်းပြီးတော့ဝရဇိန်အထူးစစ်စင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတာညောင်ဦးမြို့နယ်ကုတော်ကြီးရွာအုပ်စုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတိန်ထုံးခေါ်သားတွေကိုပြစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့ည9:00နာရီအချိန်ခန့်ကညအုံးမြို့နယ်ကုတော်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့လူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းရန်စုဆောင်းခြင်းစစ်မှုထမ်းဥပဒေကိုအကြောင်းပြကကျေးရွာနေပြည်သူများထံကနေပြီးတော့မတရားဆက်ကြေးကောက်ခံခြင်းတို့ကိုလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတိန်ထွန်းခေါ်တာတွေးကိုနေအိမ်အတွင်းမှာဝင်ရောက်ပြက်ခတ်ရှင်းလင်းခဲ့ရာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။မနေ့ညက9:00နာရီလောက်သူ့အိမ်ထဲမှာပဲဝင်ပြီးတော့ရှင်းခဲ့တာလက်နက်အတူရှိတယ်လို့တော့သတင်းရထားတယ်။လက်နက်တော့ရှာမတွေ့ခဲ့ဘူး။ မနက်ကြမှသူ့ရဲ့အလောင်းကိုပရိဒါကားနဲ့လာကောက်သွားတာငါတယောက်ရဲစခန်းကအရက်ဝင်းနဲ့လာတာလို့ညောင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုစည်းကပြောကြားထားပါတယ်၎င်းပြစ်ခတ်ရှင်းလင်းမှုကိုညောင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ငတရောက်မျိုးနယ်ကွယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ညောင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ညောင်ဦးမျိုးနယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားရဲများနဲ့ပူးပေါင်းက ပြည်သူလူထုအပေါ်မတရားဆက်ကျေးကောက်နေတဲ့အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းအုပ်ချုပ်ရေးမှူးများအနေနဲ့၎င်းတို့ရဲ့လုပ်ရကိုရပ်တန့်ကြရန်ရပ်တန့်ခြင်းမရှိဘဲနဲ့ဆက်လက်လှုပ်ဆောင်နေမယ်ဆိုပါကထိရောက်စွာအပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ အိမ်ဤနာချင်းတွေတိုင်ကြတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားတဲ့ကြောက်ဖြူဒေသခံရခိုင်လူငယ်၃ဟာဒီကနေ့ဇွန်လလ19ရက်နေ့မနက်ကပြန်လည်လွတ်မြောက်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လလ18ရက်နေ့ည7နာရီအချိန်ကရန်ကုန်တိုင်းတိုင်မြို့နယ်အမှတ်16ရပ်ကွက်မာလာမြိုင်လမ်းကရခိုင်လူငယ်၂ဦးနဲ့တမိုင်းကရခိုင်လူငယ်၃ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီရခိုင်လူငယ်၃ဟာအပြစ်တစ်စုံတရာမရှိဘူးဆိုပြီးတော့တိုင်မြို့နယ်ဘာသာရဲစခန်းက ငွေကျပ်၄သိန်းခွဲတောင်းယူပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့နီးစပ်သူတို့ကပြောပါတယ်။လှိုင်နဲ့သမိုင်းကဖမ်းသွားတဲ့လူငယ်သုံးပြန်လွတ်လာပါပြီ။ဒီနေ့အိမ်ကိုအားလုံးပြန်ရောက်ကြပြီ။ဘာအပြစ်မှမရှိလို့ပြန်လွတ်ပေးလိုက်တာပါ။ဒါပေမဲ့တယောက်ကိုပတ်စံ၄သိန်းခွဲစီပေးခဲ့ရတယ်။ဘေးအိမ်တွေကတိုင်လို့အဖမ်းခံရတာလို့ပြောဆိုခဲ့ပါတယ်။အိမ်နီးနာချင်းတွေကအဲ့ဒီရခိုင်လူငယ်များကိုဘာအကြောင်းရင်းကြောင့်စစ်ကောင်စီထံကိုတိုင်ကြရလဲဆိုတာကိုတော့အတိအကျမသိရကြောင်းနဲ့လူငယ်များဟာကြောက်ဖြူမျိုးနယ်ကနေရန်ကုန်မြို့ကိုစစ်ဆောင်လာသူများဖြစ်တယ်လို့သိရပါတယ်။ လွတ်မြောက်လာတဲ့သူများနဲ့နှီးဆက်တဲ့သူတို့ကဘာမှအပြစ်မရှိတာကိုသိကြပါတယ်။ဒါပေမဲ့တိုင်ကြားလို့စစ်ကောင်စီကလာဖမ်းတော့လေဘူးမသိဘာမသိနဲ့ခံလိုက်ရတာပေါ့။တိုင်တဲ့လူကဒလန်မဲဖြစ်မှာပါလို့ပြောဆိုခဲ့ပါတယ်။ဇော်လိုက်လာ16ရက်နေ့ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာရန်ကုန်လေစိမ့်မှာကြောက်ဖြူမြို့ကနေလိုက်ပါလာတဲ့ရခိုင်တိုင်းရင်းသားဒေါက်တာဦးကိုအားအကြောင်းမဲ့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒေါက်တာဦးကိုဟာ POSCO International OGD ကဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ ဘာအတွက်ကြောင့်ဖမ်းဆီးခံရလဲဆိုတာကိုမသိရှိကြောင်းနဲ့လက်ရှိအချိန်ထိကိုအဆက်အသွယ်မရသေးကြောင်းဒေါက်တာရဲ့မိတ်ဆွေများထံကနေပြီးတော့သိရပါဗါးအာနာသိန်းစစ်ကောင်စီကရခိုင်မှာစစ်ရှုံးနေတဲ့အချိန်ရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ကြတဲ့ရခိုင်တိုင်းရင်းသားများနဲ့မိသားစုဝင်များကိုအကြောင်းမဲ့ဖမ်းဆီးခြင်းများဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါဗါးရန်ကုန်မြို့မှာစစ်ဆောင်နေကြတဲ့ရခိုင်ပြည်သူများအစည်းအဝေးတိုင်ကြားလာပါကသက်ဆိုင်ရာမျိုးနယ်နဲ့ခရိုင်အဆင့်အစ်ကိုအကြောင်းကြားရမယ်လို့စစ်ကောင်စီက၎င်းတို့ရဲ့လက်အောက်ခံဌာနများကိုညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ဘကိုးတိုင်းအနောက်ချမ်းမင်းလမြို့နယ်ကဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တအုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီကလာရောက်ချိတ်ပိတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းလမြို့နယ်လှေကူအုပ်စုအုံနယ်ချောင်းရွာက NLD ပါတီဝင်ဦးတင်ဦးရဲ့နေအိမ်ကိုဇူလိုင်လ18ရက်နေ့နေ့လယ်ပိုင်းမှာချိတ်ပိတ်သွားတယ်လို့သိရပါဗျ။အိမ်ကိုဆာလာကတ်တာကရဲနဲ့ချေးရွာအုပ်ချုပ်ရေးမှူးကမင်းလကရဲအရာရှိပါတယ်။ရဲက၃ရောက်ပေါ့ဦးတင်ဦးကိုဖမ်းတဲ့ပုံမှန်တွေတော့မသိရဘူးလို့ဒေသခံတအုပ်ကပြောပါတယ်။ဦးတင်ဦးကို PDF ထောက်ပံ့နေဆိုပြီးတော့ပြီးခဲ့တဲ့ AP လ22ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေကလိုက်အောင်ဖမ်းဆီးသွားပြီးဇွန်လ16ရက်နေ့ဒီကနေ့အထိကိုတာယာဝတီထောင်မှာချုပ်ထားတယ်လို့သိရပါတယ်ဥတင်ဦးဟာ NLD ပါတီဝင်ဖြစ်ပြီးတော့နေအိမ်ချိတ်ပိတ်ခံရတာမှန်ကန်ကြောင်းနဲ့ဖမ်းဆီးခံရတာဟာလည်း၃လကန်ရှိနေပြီလို့နောက်ထပ်မြို့ကန်တို့ကလည်းအတိအပြုပြောကြားထားပါတယ်ပြီးခဲ့တဲ့ဇွန်လ1ရက်နေ့မနက်ပိုင်းကလည်းဘကိုးတိုင်းအရှိချမ်းကဝါမြို့နယ်တက္ကလမြို့က NLD ပါတီဝင် ဥကြုံမျိုးလွင်ရဲ့နေအိမ်ကိုလည်းစစ်ကောင်စီကချိတ်ပိတ်ခဲ့သေးတယ်လို့သိရပါဗျ2022ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီးတော့2024ခုနှစ်ဇူလိုင်လဇန်အထိကိုစစ်ကောင်စီကဗကိုးတိုင်းအတွင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်285ဦးနဲ့အယက်သား101ဦးတို့ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုများကိုချိတ်ပိတ်ခဲ့တယ်လို့ဗကိုးတိုင်းအရှိချမ်းမှာရှိတဲ့ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ကမ္ဘာထိပ်တန်းရာဇဝဲမှုဖြစ်ပွားမှုနှုန်းအမြင့်မားဆုံးဆယ်နိုင်ငံဆယ်ရဲမှာမြန်မာနိုင်ငံကအဆင့်တက်တတ်မှတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုင်းပြည်တပြည်မှာမှုကင်းဖြစ်ပွားမှုနှုံးဆိုတာအဲ့ဒီတိုင်းပြည်ကရင်ဆိုင်နေရတဲ့လူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးပြဿနာတွေအတွက်ညွန်ပြတဲ့ကိန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကြဆင်းမှုနဲ့အခြားရာဇဝတ်မှုတွေကိုထင်ဟပ်စေတဲ့ကမ္ဘာပေါ်မှာမှုကင်းဖြစ်ပွားမှုနှုံးအမြင့်မားဆုံးတိုင်းပြည်တွေရှိပါတယ်။ Global Organization Crime Index ရဲ့အချက်အလက်တွေအရ ကမ္ဘာပေါ်မှာမှုကင်းဖြစ်ပွားမှုနှုန်းအမြင့်မားဆုံးတိုင်းပြည်၁၀ခုမှာမြန်မာနိုင်ငံကအဆင့်တက်နေရာကိုရပ်တည်နေတယ်လို့သိရပါတယ်မြန်မာဟာကမ္ဘာပေါ်မှာမှုကင်းဖြစ်ပွားမှုနှုန်းအမြင့်မားဆုံးတိုင်းပြည်ဖြစ်ပြီးတော့မှုကင်းဖြစ်ပွားမှုအညွန်ကိန်းက8.15ဖြစ်ပါတယ်မြန်မာနိုင်ငံမှာလူမောင်ခိုကူးမှုလက်နက်မောင်ခိုကူးမှုတွေအပါအဝင်ကျေပြန်သောရာဇဝတ်မှုဆိုင်ရာဈေးကွက်တခုရှိနေတယ်လို့ Global Organization Crime Index ကဖော်ပြထားပါတယ်ရွှေနိုင်ငံလို့အမည်ပေးထားတဲ့မြန်မာနိုင်ငံမှာ တင့်မောင်ခိုကူးမှုကနေငွေကြေးရာဇဝတ်မှုတွေအထိရာဇဝတ်မှုအမျိုးမျိုးဖြစ်ပွားနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံရဲ့နောက်ကမ္ဘာပေါ်မှာမှုကင်းဖြစ်ပွားမှုနှုန်းဒုတိယအမြင့်မားဆုံးတိုင်းပြည်ကတော့ကိုလံဘီယာဖြစ်ပြီးမက္ကဆီကိုပါရာဂွေးကွန်ဂိုတမရနိုင်ငံနိုင်ဂျီးရီးယားတောင်အာဖရိကအီရတ်အာဖဂန်နစ္စတန်နဲ့လေဗနွန်နိုင်ငံတို့ကအစဉ်လိုက်ရပ်တည်နေကြောင်းသတင်းရရှိပါရခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ